ကတိနာစေဝရဒါနကထိန်အလှတော်မင်္ဂလာအခမ်းနာအနုမောဒနာနှင့်ဩဝါဒတရားတရင်ညဝါလာကျွလာပြီဆိုရင်တရင်ညလာလာပြီကျတရေကနေပြီးတစမုံလာပြီနေအထိဒီတလအတွင်းမှာကတိသင်္ကန်းလှူဒန်းဆက်ကချင်းဆိုတဲ့ ကာလဒါနထူချမ်းဝိသေသကာလဒါနမျိုးပြုလုပ်ကြတာဖြစ်ပါလားကာလဒါနဆိုရတော့ကိလနာလှူတာလဲကာလဒါနပဲခီးသောပုဂ္ဂိုလ်လှူတာလဲကာလဒါနပဲပေါ်ဥပေါ်ပြားရှားသည်အလိုက် ပေါ်လာတဲ့တတိတ္တနံလှူတာလဲကာလဒါနပဲအာဂနုလှူတာလဲကာလဒါနလို့ဆိုတော့ဒီကတိနာစေဝရဒါနကတော့ပို့ပြီးတော့ထူချဝိသေသ ကုံနူးနဲ့ပြည့်စုံတဲ့ကာလဒါနမျိုးစားလို့ဆိုရမှာဖြစ်တယ်။တခြားအချိန်မှာလှူခွင့်မရပဲနဲ့တစ်နှစ်မှာတစ်လအတွင်းသာလှူခွင့်ရတဲ့ဟာဖြစ်တယ်။ထို့သောလှူခွင့်ရတယ်လို့ဆိုတဲ့နေရာမှာလည်းပဲကြောင်းတိုက်တတိုင်းမှာဆိုရင်ကထိန်သင်္ကားဟာတစ်ခါတစ်ချိန်ပဲလှူဒန်းရတာဖြစ်တယ်။တကြိမ်တစ်ခါပဲလှူဒန်းခွင့်ရတဲ့ ဒါနမျိုးဒါကြောင့်မို့ခုံတူဝိသေသနဲ့ပြည့်စုံတဲ့ကာလဒါနမျိုးဒီကနေ့တို့တွေသာသနာတော်နဲ့ဆက်ဆက်ပြီးတော့ဒါနကောင်းမှုပြုလုပ်အပ်ပြီပြုလုပ်ရပြီလို့စိတ်ထဲမှာဝမ်းမြောက်နှုမောသာဓုအချင်းချင်းခေါ်ပြီးပီတိသောနတ္တတွေဖြစ်နေဖို့လိုအပ်တယ်ပေါ့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဝမ်းမြောက်ဝမ်းသာဖြစ်မှု အတိညာနဲ့ရှင်မှုဆိုတာဝိဒ္ဓမအရေးကြီးတယ်ပေါ့။ဝါမျက်ဝန္တာဖြစ်ခြင်းကြောင့်စေအားထက်သန်မှုဆိုတာလည်းပါဝင်လာတယ်။ဒီထက်မဲ့ကံကံရဲ့အကျိုးကိုသိမြင်ခြင်းလို့ဆိုရဲကမ္မတက္ကတာသမ္မဒိဋ္ဌိညာအရင်ခံပြီးတော့လှူလိုက်မယ်ဆိုလို့ရှိရင်ဒီကုသကံရဲ့အကျိုးတရားဟာအတိညာပါတဲ့ဘဝမျိုးကိုရပြီးအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးလုံးတင်တာနဲ့မလုံးတင်တာခွဲခြားသိနိုင်တဲ့ ပင်ကိုဉာဏ်ရရှိတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ပြီးအမှန်တရားကိုကြားနာလိုက်ရတဲ့အခါမှာတဏှာဝုကလုကင်းနိုင်တဲ့အသိဉာဏ်မျိုးထီအောင်ရရှိသွားနိုင်တဲ့အခြေခံငောင်းတွေကိုရနိုင်ကြတာဖြစ်တယ်။ဒါကြောင့်မို့ကုသကောင်းမှုလုံတိုင်းလုံတိုင်းဟာဝန္တာပီတိဖြစ်ဖို့အသိဉာဏ်ရှိဖို့တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဘာလှလှလှတဲ့အခါမှာ သက်ကိစ္စဒါနလို့ခေါ်တဲ့စိတ်အားစိုက်ပြီးတတိကြီးစွာထားပြီးစိတ်ပါဝင်စားစွာလှူဒန်းခြင်းစိတ်တိကဒဒါနလို့ခေါ်တဲ့အလူကံပုဂ္ဂိုလ်တွေပေါ်မှာပူဇော်လိုတဲ့စိတ်တွေချီးမြှောက်လိုတဲ့စိတ်တွေမေတ္တာစိတ်တွေမွမ်းထုံပြီးတော့လှူဒန်းခြင်းတဟထာဒါနလို့ဆွဲတိုင်းကိုယ်တိုင်ပါဝင်လှူဒန်းခြင်း အာဂမနဒိဋ္ဌိကောဒီကနေ့လုံးလိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာဧကန်ဒိဋ္ဌ၅ရှိရောက်ရှိလာမှဖြစ်တယ်ဆိုတဲ့အမြင်ရှိခြင်းကမ္မတက္ကတညာအမြင်ရှိခြင်းနဲ့မိမိတို့မုံမုံမြဲမြတ်ရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကနေခွဲဝေပြီးတော့ဆုံးပြတဲ့ပစ္စည်းမျိုးမဟုတ်ဘဲနဲ့လှူဒါန်းခြင်းလို့ဆိုတဲ့ မှန်ကန်တဲ့အခြေခံအခြေခံကောင်းတွေနဲ့ပြည့်စုံတဲ့အလှူဒါနရဲ့အကျိုးဟာဖြစ်နေရဖြစ်နေရဘဝမှာ ကြီးမားသောအကျိုးကျေးဇူးကိုခံစားကြရတာဖြစ်တယ်။အချင်းချင်းအဖြစ်မြတ်စွာဘုရားဟောတာကိုမှတ်သားကြဖို့ရကားတော်မနုတိကသတံပတိဒေဝလောကိသယရတိယာသနိဗ္ဗာန်တံပတိတပ္ပမေတိနလဘတိဒီနေ့လို့တဲ့ကုသကောင်းမှုဟာ လူချမ်းသာကိုလည်းရစေနိုင်တယ်မိမိဆန္ဒအားလျော်စွာနှစ်ချမ်းသာကိုလည်းရစေနိုင်တယ်နောက်ဆုံးမှာဘဝဆိုသမျှမရှိတော့ပဲဆင်းရဲဒုက္ခအလုံးစုံလွတ်မြောက်တဲ့နိဗ္ဗာန်ချမ်းသာဆိုတာကိုလည်းဒီကုသိုလ်ကောင်းမှုက ပေးစွမ်းနိုင်တယ်ဆိုတော့အမြဲတမ်းစွမ်းအားကောင်းတဲ့စွမ်းအားပြည့်တဲ့ကုသိုလ်တဏ္ဍာမျိုးဒီကနေ့လောရပြီလို့စိတ်ထဲမှာအချိန်ချင်းဝမ်းမြောက်နေဖို့လို့ရပေါ့ ဒါနကမှုကိုအကြောင်းပြုပြီးတော့တရဏဂုံနဲ့သီလကိုလည်းစောင့်တရားတယ်တရားဓမ္မကိုလည်းနားယူရတယ်ဆိုကုသိုလ်တွေဟာ ဆင်ပွားပြီးတော့လာတာဖြစ်တယ်အဲ့ဒီရရှိလာတဲ့ကုသိုလ်တွေဟာအခုလိုကုသိုလ်စိတ်ဖြစ်ခွင့်ရနေတဲ့ဘုရားဘာသာဝင်သူတော်ရှင်တို့အဖို့မှာတော့အကျဉ်းချင်းဖြစ်ကြလို့မထူးဆန်းမှုလို့ထင်ကောင်းထင်လိမ့်မယ်တန်တရားမှာသို့မဟုတ်တသက်တာကာလမှာတစ်ခါမှမဖြစ်ဘူးတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ဒီလိုတစ်ချိန်တစ်ခါဖြစ်လျက်ရတဲ့ကုသိုလ်ရဲ့စွမ်းအားဟာဓမ္မကြီးမားတယ်ဆိုစိတ်ထဲမှာခံစားနိုင်ကြအောင်ဖြစ်ကဘာမှာရှိတဲ့တန်ပေါင်း9000သောလူတွေထဲမှာအခုလိုကုသိုလ်စိတ်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာအရေးအတွက်များတာမဟုတ်ဘူးဒါလူလောကတွေမဲ့အရေးအတွက်ဟာအနည်းငယ်သာဖြစ်တယ်တခြားတတ္တလောကကြီးတစ်ခုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ ီလိုကုသိုလ်စိတ်ဖြစ်ဖို့ဆိုတာအလုံးကိုခဲရင်ပါတယ်လို့အဲ့ဒီလိုကုသိုလ်စိတ်မဖြစ်လို့ရှိရင်အခုလိုအကျိုးကျေးဇူးတွေကိုလည်းရရှိမှာမဟုတ်ဘူးဆိုတာသိချတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာမိမိတို့ကိုယ်တိုင်ကလည်းတရားစွမ်းအားတွေရှိကြတယ်လူဖို့တန်းဖို့ပစ္စည်းဥစ္စာတွေလည်းရှိကြတယ်အလူကံဖြစ်တဲ့သံဃာတော်ရှင်မြတ်တွေလည်းရှိကြတယ်ဆိုတော့ အကြောင်းသုံးရပေါင်းဆက်ညီညွတ်နေတဲ့အချိန်ကာလမှာ ကုသကောင်းမှုဆိုတာပြုချရတာဖြစ်တယ်ကုသကောင်းမှုတစ်ချိန်တစ်ခါပြုလိုက်ရတဲ့ကုသကောင်းမှုဟာဘဝတန်တရားမှာတန်ဖိုးကြီးမားမှုပြန်လီပေးအပ်မှာဖြစ်တယ်ဒီလိုယုံကြည်ချက်နဲ့ကုသကောင်းမှုလုပ်ကြအခုလို့မြတ်စွာဘုရား သာသနာတော်ကြုံတွေ့နေတဲ့အခါမှာမိမိရဲ့တရားတရားလို့ဆိုတဲ့အရင်ဒီဥစ္စာ ဥပမာတစ်ခုပြောရမယ်ဆိုရင်ကနေ့ခင်မှာစူပါမားကတ်ဆိုတဲ့ဆိုင်ကြီးတွေရှိတယ်နော် shopping mall တို့ shopping hall တို့ city mart တို့ဆိုတာမျိုးတွေလူတွေအလုံးသိနေကြတယ်ဘာဝယ်ခြင်းဝယ်ခြင်းအဲ့ဒီစူပါမားကတ်ကြီးတွေဝင်သွားလိုက်လို့ရှင်အကအစအလိုရှိတာတွေအကုန်ရနိုင်တဲ့အနေအထားမျိုးရှိတယ် ဝိจิตနာပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာကိုလိုချင်တဲ့ပုဂ္ဂိုလ်တွေကိုလိုချင်တဲ့ပစ္စည်းဥစ္စာတွေကိုအလွယ်တကူရယူနိုင်တယ်အခုလည်းပဲမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့နေရတဲ့အခါမှာမြတ်စွာဘုရားရဲ့သာသနာတော်ဟာဥပမာမယ်စူပါမားကတ်ကြီးနဲ့လားသရံတူတယ်လို့မှတ်ရမှာဖြစ်တယ်ဒီဥပမာကအခုခေတ်နဲ့ပြောလို့ခဏိမပေါ်တဲ့ဥပမာမဟုတ်ဘူး မြတ်စွာဘုရားရဲ့သာသနာတော်ဖရာပြိနိဗ္ဗာန်ဆံပြီးအနှစ်900နှစ်900မြောက်မှာ900ကျော်တော့ဖြစ်ပေါ်လာတဲ့ရှင်းသားမှတ်တမ်းတင်ထားတဲ့မိလိန်တာပညာချမ်းမှာဒီဥပမာကိုပေးထားတာဖြစ်တယ်ပေါ့အဲတော့ရှင်းတော့လည်းအခုလိုပစ္စည်းမျိုးစုံဝယ်လို့ရတဲ့နေရာမျိုးတွေဟာရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့ဒီလိုမျိုးစုံရရှိနိုင်တယ်လို့မြတ်စွာဘုရားသာသနာတော်ဟာလည်း တကယ်ကိုဒီလိုချင်တဲ့ပစ္စည်းတွေကိုရနိုင်တဲ့စူပါမားကတ်ကြီးတဖွဲဒီထဲမှာဝင်ရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာကိုလိုချင်တာတွေကိုကိုရွေးခေါ်ပြီးမိမိမှာငွေကြေးတနာအလုံးလုံးရှိပြီဆိုရင်လိုချင်တာအကုန်ရနိုင်တယ်မြတ်စွာဘုရား သာသနာတော်မှာလည်းပဲထို့တူပဲသာသနာတော် ਨੇ ခြုံတွေ့နေရတဲ့အခါမှာဝါစုကလမဝါစုသင်္ကန်းကတ်ကြတယ်ဝါကျွတ်တဲ့အခါမှာအခုလို့ ကျောင်းနေကျောင်းနေမှာသွားပြီးကထိန်သင်္ကန်းဆိုတော့ကတ်လို့ကြတယ်။ဝါစုသင်္ကန်းကပုဂ္ဂလိကကတ်လို့လို့ရတော့လေကထိန်သင်္ကန်းချာတော့တန်ကိကပဲကတ်လို့ရတာဖြစ်တယ်။အဲဒီလိုတခြားချိန်တွေမှာလည်းသင်္ကန်းတွေကတ်လို့လို့ကျောင်းဆောင်ကြတို့လှူကြတန်းကြတို့ဆိုတဲ့ဒီပြုလုပ်ကြရတာဖြစ်တယ်။အဲဒီမှာစူပါမားကတ်ကြီးနဲ့ပစ္စည်းမျိုးစုံလှတဲ့စူပါမားကတ်ကြီးနဲ့လာသရန်တူတဲ့ မြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာကုသနာမှာဒီတမန်စုဘမကေတွေဝင်ရောက်တဲ့ပုဂ္ဂိုလ်ဟာဝေချီအလုံးတော်ချီဖို့လိုတယ်လို့မြတ်စွာဘုရားသာသနာတော်တွေ့တဲ့အခါမှာကြတော့ဒီမကေကြီးတဲ့ဝင်လာလို့ရှင်အရေးကြီးဆုံးကတော့တထာဆိုတဲ့ငွေကြီးရှိဖို့ပဲလိုတယ်ကျန်တယ်မလို့နော်ယုံကြည်မှုဆိုတဲ့တထာ အဲ့ဒီတရားရှိပြီဆိုရင်ကုလိုချင်တာကုံရနိုင်တယ်လို့ဒီလိုပြောတာတရားရှိတဲ့ပုဂ္ဂိုလ်တွေဟာဥပမာကထိန်ကိုအကြောင်းပြုပြီးကထိန်ကုသိုလ်ကြီးတွေရတယ်ဝါစုဥဝဝါစုသင်္ကန်းကပ်ပြီးတော့ကုသိုလ်တွေရတယ်ကျောင်းလူပြီးတော့ကျောင်းကုသိုလ်တွေရတယ်တခြားအလှကိစ္စတွေလုပ်ပြီးသာသနာတော်နဲ့ဆိုက်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့အခါမှာထိုကုသိုလ်ကောင်းမှုကြောင့်ကြီးမားလာတော့မျိုးစုံလာတဲ့အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်တယ် အဲ့တော့ဇေဝရပုံစံနဲ့အလားတူတူတယ်အဲ့ဒီဥပမာကိုမိလိန်နာပညာချမ်းမှာပြောထားတဲ့စကားလေးကိုမှတ်သားချင်နော်သာသနာတော်နှစ်နှစ်900ကျော်နောက်ပိုင်းမှာဖျားပရိနိဗ္ဗာန်စံပြီးနှစ်900ကျော်မှ ဖြစ်ပေါ်လာတဲ့ချမ်းမှာသူကမြတ်စွာဘုရားသာသနာမှာရရှိနိုင်တဲ့ဒီပစ္စယဥစ္စာတွေနဲ့တူတဲ့ ကျိုးကျေးဇူးတွေဟာဘာတွေလဲလို့ဆိုတာကိုဖော်ပြထားတာအာယုအာရောဂတံဝဏ္ဏသက်ခံဥစ္စာကုလိနာတံအတံကတံသသင်္ကတံအဋ္ဌိတပ္ပပနေစီနေမြတ်စွာဘုရားသာသနာတော်မှာခင်းကျင်းထားတဲ့စူပါမားကတ်ဆိုတဲ့ဈေးရုံကြီးထဲမှာ shopping mall ကြီးထဲမှာ ဘာတွေရနိုင်တော့ဆိုလို့ရှင်ဖြစ်နေရဘွားမှာဒီအသက်ရှိခြင်းနဲ့ဆိုလို့ရှင်လေအသက်ရှိခြင်းနဲ့အရာဝယ်ယူလို့ရတယ်လို့သူဆိုလို့တယ်နော်အဲ့တော့လူတွေဟာအသက်ရှိတယ်အသက်တူတယ်ဆိုတာဘာသူမပြုမိမိမှုဆိုတဲ့အတိုင်းကိုလုခဲ့တာဒီပေါ်မှာအခြေခံပြီးတော့အသက်ရှိကြတယ်အသက်တူကြတယ်ဆိုတာဖြစ်တယ်အဲ့ဒါကြောင့်အသက်ရှိခြင်းဆိုတဲ့အကျိုးကျေးဇူးကို ရချင်လို့ရှင်လေဒီ မြတ်ဗုဒ္ဓသာသနာမှာခင်းကျင်းထားတဲ့ဆေးရုံတော်ကြီးတွေမှာရှိတယ်။လောကလူတွေကတော့အာယုတွေကဆေးဆိုပြီးတက်ရှိဆေးဆိုပြီးတော့ဖော်ပြီးတော့ရောင်းကြတာတွေရှိတယ်။အဲ့ဒီဆေးတောင်းလို့ကတော့ရှိသလားမရှိဘူးလားမသိချင်ဘူးပေါ့။မြတ်စွာဘုရားသာသနာတော်မှာဒီဖရာရဲ့ဆေးရုံတော်ကြီးမှာဝယ်ယူ၃၀ရဲ့ဟာကတော့တကယ်ကိုအသက်ရှိစေနိုင်တယ်လို့ဘလောက်ထိအောင်အသက်ရှိတုံးဆိုလို့ရှိရင် ဇန်တရားကိုအာထုတ်ပြီးတော့မြမဖြစ်သွားမယ်ဆိုရင်ကဘာထီအောင်ရှိတယ်အသက်စတုမာရိဒါနသီလကောင်းမှုလုပ်ပြီးတော့စတုမာရိနတ်ဘုံရောက်လို့ရှိရင်ဒီဘလောက်အသက်ရှိတုန်းဆိုတာခမန်းတွဲချီဖို့ရလူပြည့်အနှစ်90မှာစတုမာရိဘုံမှာတရက်ဖက်ရှိသေးတယ်ဆိုအသက်ရှိမှုတွေရတာဝရိန္ဒနတ်ပြည့်ကြတော့အလူပုံအနှစ်100မှသူ့မှာတရက်ဖက်ရှိသေးတယ်လို့ အဲ့လိုမြင့်တက်သွားတယ်ရှာမဏဘုံဆိုလို့ရှိရင်အနှစ်200မှာသူကတရက်ပဲရှိသေးတယ်ဆိုတော့တတန်းကဘယ်လောက်ရှိ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 သွားတယ်နတ်ဘုံနေမဲ့အသက်ကိုမြောင်များစွာလူတွေနဲ့နှစ်နဲ့ရေတွက်လို့မရအောင်ရှိလျရတယ်ကြည့်လေဟိုပဋိပုဇိကနတ်သမီးရဲ့ဝှထုကို ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပန်းခူရင်အပြောပါနတ်သစ်ပင်ပေါ်မှာတက်ပြီးပန်းနေခူရင် အောက်ကပန်းကုန်းညရင်နဲ့နှစ်သမီးတယောက်အဆုတွေစိတ်ကြပြီးလူပြေရောက်သွားလူပြေရောက်ပြီးလူပြေမှအိမ်တော်ရဲ့သားကြအဖွားကြီးဖြစ်ပြီးပြန်ဆုံးသွားတဲ့အချိန်မှာဟိုမှာပန်းခူးလို့မပြီးသေးဘူးဆိုတော့တက်တန်းချင်းကဘလောက်กว่าလဲဆိုတာစဉ်းစားကြည့်နော်အဲတော့စဉ်းစားကြည့်မယ်ဆိုရင်လည်းကိုမျက်မှောက်မှာတရိษံလေးတွေရဲ့အသက်ဟာအလွန်တူထောင်းတာပဲလူတွေဟာကိုရှိနောက်ဆုံးမှာကိုအိမ်မှာမွေးထားတဲ့ကြောင်ကလေးတွေခွေးလေးတွေရဲ့တက်တန်းဘလောက်တူတော့ခဏလေးပဲ ခုပဲမနေ့တနေ့အမွေတော်ကြရွယ်ရောက် နောက်တည်းမရှိတော့ဘူးဆိုတာမျိုးတွေဖြစ်တယ်အဲ့ဒါလိုပဲလူတွေနတ်တွေကလည်းလူတွေကိုကြည့်လိုက်မယ်ဆိုရင်တတန်းကအလွန်တိုးတယ်အဲ့ဒီတတန်းရှည်တဲ့ဘဝမျိုးကိုရောက်ဖို့ဆိုတာလည်းပဲမြတ်စွာဘုရားရဲ့သာသနာမှာတည်ခင်းထားတဲ့ဈေးဝင်တော်ကြီးထဲမှာဝယ်ယူလို့ရတယ်ကိုကျင်းသီလကိုစောင့်တည်ခြင်းအဖြစ်ဒီတရားဆိုတဲ့စွာအားနဲ့ အရင်နှိပ်ပြုတ်ပြီးတော့ဝယ်ယူလို့ရတယ်လို့သူတို့ဆိုတယ်အရောဂတာတဲ့ကျမ်းမာတယ်ဆိုတဲ့အခြေအနေကောင်းကြီးတစ်ခုကိုလည်းပဲအဲ့ဈေးုံထဲမှာဝယ်ယူလို့ရတယ်နောက်အစင်းလပ်ပမှုကိုယ်သားကိုယ်ရည်စုပ်ပြေမှုဆိုတဲ့ဘဝမှာလပ်ပစုပ်ပြေရုပ်ဆင်းအင်္ဂါပြည့်စုံမှုဆိုတာလည်းပဲဝယ်ယူလို့ရတယ်တက်ခအရာရာမှာအကောင်းဓာရီရွယ်သုံးရတဲ့အနေအထားမျိုး လူဘွားရောင်းလည်းလူတွေမှာမြင်သမျှအစင်အာယုကြားသမျှအတန်အာယုနေအကောင်းနေကြီးပဲကောင်းပြီဆိုတာတွေကိုသုံးခွင့်ရတယ်ဆိုတာတက်ခအဲ့ဒီတက်ခဆိုတဲ့အနေထားမျိုးကိုရဖို့ဟာလည်းပဲဒီဆေးဦးကြီးတွေမှာရှိတယ်ဥစ္စာကုလိနလူဘွားရောက်လာတဲ့အခါမှာလည်းပဲဘဝမှာအစင်တန်းမြင့်တဲ့ဘဝယာဓုကုန်သိစေစေဥစ္စာမြင့်တဲ့အနေထားမျိုးရဖို့ဆိုလို့ရှိရင်လည်းဒီဆေးဦးကြီးတွေမှာ ဝယ်လိုက်မယ်ဆိုလို့ရှိရင်ဖြစ်လျာကမှအောက်တန်းနောက်တန်းမရောက်ဘူးလို့ဆိုလို့တယ်ဒါရင်မကဘူးချင်းချုပ်ပြောလိုက်ရင်အသင်္ကတေသသင်္ကတာပစ္စည်းဥစ္စာနဲ့ပြောမယ်ဆိုရင်ကုန်တိုင်းစရာမရှိလို့လောကမှာကောင်းမေညွန့်မေဆိုတဲ့ပစ္စည်းဥစ္စာမှန်သမျှအပြင်အသင်္ကတာလို့ဆိုတဲ့ကံစိတ်ဥဒုအာရသို့မဟုတ်ကံတို့ကိလေသာတို့ကပေါင်းစပ်ပြီးဖန်ဆီးထားတဲ့ဖန်တီးထားတဲ့ပစ္စည်းဝတ္ထုမဟုတ်ဘဲနဲ့ တကယ်ကိုသာဝရခိုင်မြဲတဲ့အတင်္ကတအငိမ့်ထနိဗ္ဗာန်ဆိုတာကိုလည်းပဲဟောဒီဇေယျကြီးထဲမှာဝယ်လို့ရတယ်လို့သူဆိုတယ်နော်အဋ္ဌိတ္တပပနေဇိနေဒီဇေယျုံထဲမှာအာလုံးရနိုင်တယ်ကိုယ်ကိုပြောရလို့ရှိရင်လူ့ဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာပြမဘဝပြမချမ်းသာနိဗ္ဗာန်ချမ်းသာအာလုံးကိုဒီဇေယျုံကြီးထဲမှာဝယ်ယူလို့ရတယ်လို့သူဆိုလို့တယ် ဒါဖြင့်ဝယ်တဲ့အခါမှာတမိုးတွေကကြီးသလားရှော့ပင်မောတို့ဘာလို့သိပြန်ဆိုရင်ဝေနေနေနဲ့မရနိုင်တဲ့ပစ္စည်းတွေအများကြီးရှိတယ်ဒီမှာကျတော့နည်းနည်းလေးနဲ့လည်းဝယ်လို့ရတယ်တဲ့အပေနဘဟုကေနာပိကမ္မမူလေနကသတိဝယ်လို့ရနိုင်လားဘာမှမပြတ်ပါတော့တဲ့ပစ္စည်းလေးနဲ့လည်းနိဗ္ဗာန်ချမ်းသာကိုရလို့ရတယ်ဥပမာမဲ့ဆွန်တဆွန်လှူပြီး ဣဒံမေပုံညာနေဗနတပစ္စယဟောတုဒါလေးကအချိန်လေးကောင်းတစ်ခုကိုဖန်တီးပေးလိုက်လို့ကောင်းမြတ်တဲ့ဘုရားရောက်သွားတယ်ရောက်တဲ့ဘုရားမှာဆက်လက်ကြိုးစားအထောက်ချင်းကြောင့်ဆွန်လေးတစုံပန်းလေးတစ်ပွင့်ကိုအခြေခံပြီးတော့နိဗ္ဗာန်ချမ်းသာကိုလည်းရသွားနိုင်တယ်လို့ဒီလိုဆိုလိုတယ်ပေါ့နော်ဝေလမအလှတို့လိုမတမ်းမကြီးမားတဲ့ပစ္စည်းအလှတန်းကြီးကိုလှပြီးတော့လည်းပဲဒီကိုလုတ်တဲ့ကုသိုလ်ကံရဲ့အရှိန်အဝါအားလျော်စွာ ကိုယ်တဲ့ကိုလုတ်တဲ့ကုသကံဟာနည်းသည့်ဖြစ်စေများသည့်ဖြစ်စေနိဗ္ဗာန်ကိုဥတည်ပြီးလုံးလိုက်မယ်ဆိုရင်နိဗ္ဗာန်ချမ်းသာတည်းအောင်အကျိုးပေးနိုင်တယ်ကမ္မမူလနကရတိအဲ့ဒါတွေနဲ့ပဲရယူနိုင်တယ်လို့ဆိုတယ်ဒါကြောင့်မို့လို့တာဝုတိုက်တွန်းထားတာဒီမြတ်စွာဘုရားကကိဋိတဝတတ္ထမူလနတထာဆိုတဲအရင်ဤဥစ္စာ ပေးပြီးတော့ အခုပြောတဲ့တတ်မိုးရှိတဲ့အရာတွေလူလောကထဲမှာလူချင်းစရာ ကောင်းတဲ့တတ်မိုးရှိတဲ့အရာတွေအသက်ရှိခြင်း၊ကျန်းမာခြင်းလူဘဝတွေမှာဆိုရင်အစဉ်လှပခြင်းကောင်းမေညွန်းမေဆိုတဲ့ပစ္စည်းဥစ္စာတွေရရှိခြင်းစီရင်ဥစ္စာအချမ်းအရာမျိုးရိုးမြင့်မြတ်ခြင်းစတဲ့အကောင်းဆုံးအရာတွေအပြင် နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာအထည် ဒီဈေးဥတော်ကြီးမှာဝင်ရောက်ပြီးတရားဆိုတဲ့အရင်နှိပေးလိုက်မယ်ဆိုလို့ရှိရင်တရားအရင်နှိဖြင့်ဝယ်ယူလိုက်ပါတဲ့အခုဒီနေ့သာသနာသောတာယုံကျောင်းတိုင်မှာပရိယပฏิပတ်နေရာကျိုးကိုအထောက်နေကြတဲ့တန်ဃာတော်ရှင်မြတ်ကြီးရဲ့ပရိယတိကုံပฏิပတ်တိကုံကိုအာရုံပြုပြီးကထေသင်္ကန်းဆက်ကလှူဒန်းနေတန်ဂိကဌာနလှူဒန်းနေကထေလျာသင်္ကန်းဖြစ်ဖြစ် တပရိဝါဒဌာနဖြစ်အောင်ပစ္စည်းဝတ္ထုများကိုဆက်ကလှူဒန်းတယ်ပင်သံဃာတွေကိုကထိန်လျာဖြစ်ကထိန်ကထိန်ချမ်းရံဖြစ်ဖြစ်ကတိနာကန်ဆောင်ရံပင့်ထားတဲ့သံဃာတော်ရှင်မြတ်တွေကိုလည်းလှူဒန်းတယ်ဆွမ်းသင်္ကန်းကြောင်းဆေးဆွာလို့အားလုံးအတွက်ရည်မှန်းပြီးတော့ပစ္စည်းလေးပါးကိုလှူဒန်းတယ်ဆွမ်းခဲ့ပဲပေါ်စဉ်ချိုချင်ရတာဖြာဖြာတို့ဆက်ကတ်တယ်မိမိတို့ကိုယ်တိုင်လဲတရဏဂုံ၃မှနဲ့တော့၅ပါးတိလာကိုခံယူဆောက်တည်တယ်ဆိုတယ် ုသိုလ်ကောင်းမှုမျိုးစုံအောင်လှုပ်ထားတာဖြစ်သည့်အတွက်ကြောင့်တရားဆိုတဲ့အရင်းနှီးတစ်ခုတည်းကိုအခြေပြုပြီးတော့ကုသိုလ်မျိုးစုံလှုပ်ထားသည့်အတွက်ကြောင့်ရလာမဲ့ပစ္စည်းရလည်းပဲမျိုးစုံရမှာပဲဖြစ်တယ်သို့သောနောက်ဆုံးဥတီချက်အနေနဲ့ကတော့နိဗ္ဗာန်ချမ်းသာကိုဥတီပြီးတော့ပြုလုပ်ကြရမှာဖြစ်တယ်ဒီကနေ့ကထိတ်တကကထိတ်မတွေဟာမြတ်စွာဘုရားကတိုက်တွန်းတဲ့အတိုင်းကိနေတဝသတ္တာ မူလနသမိဒါဟောထဘိခောတရသောရင်ကပစ္စည်းစာကိုပေးပြီဝယ်ယူလိုက်ကြတဲ့ဘဝမှာပြည့်စုံတဲ့ဘဝကိုရရှိကြမှာဖြစ်တယ်ပြည့်စုံပြည့်စုံအောင်မိမိတို့မှာအကျိုးကျေးဇူးတွေကိုရရှိကြမှာဖြစ်တယ်ရသော်ပြားကအခုလိုတိုက်တွန်းတဲ့အတိုင်းဒီကနေ့ဒုဒတွေကုသိုလ်ကောင်းမှုကို ပြုလုပ်ကြရပါပြီတရားနာရန် တာရုခွယရောက်ရှိလာကြတဲ့တရားနာပရိသတ်ပေါင်းသူတို့ကောင်းတို့ဟာလည်းပဲစူပါမားကတ်ကြီးထဲမှာဝင်ရောက်ပြီးတရားတော်မှာနှာယူခြင်းဖြင့်ကုသိုလ်ကောင်းမှုတွေကိုရယူကြတာဖြစ်တယ်။အလုံးဟာတန်ဖိုးရှိတဲ့အရာတွေကိုဒီကနေ့ရလိုက်ကြပြီလို့ဝမ်းမြောက်ချီးမြှူးပီတိဒုဖြင့်မိမိတို့တဏ္ဍမှာကုသိုလ်တရားတွေဖြစ်ပေါင်းအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း။